အနတ္တဆိုတာအမှန်တန်ခဲရင်လည်းအနတ္တရဲ့သဘောကိုသိဖို့ပါလေနော်အဲ့တော့စာပေမှာပါလဲဆိုတော့အနတ္တလက္ခဏံဝိညာဘုဒ္ဓဘာသာနပညာယတိလို့ပြောတယ်ဘုရားရှင်ပွင့်ထွန်းတဲ့ကာလမဟုတ်ရင်မသိနိုင်ဘူးတဲ့အနတ္တကိုတဆရဲ့သဘောတရားအတိတ်ပဲကိုတိတာထင်မြင်ပြောပြပြလို့ရမလားခင်ဗျာဆိုပြီးတော့မိ мян ထားရပဲဖြစ်ပါတယ်ဆရာအနတ္တဆိုတာအမှန်တန်ခဲရင်လည်းအနတ္တရဲ့သဘောကိုသိဖို့ပါလေနော်အဲ့တော့စာပေမှာပါလဲဆိုတော့အနတ္တလက္ခဏံဝိညာဘုဒ္ဓဘာသာနပညာယတိလို့ပြောတယ် ဘုရားရှင်ပွင့်ထွန်းတဲ့ကာလမဟုတ်ရင်မသိနိုင်ဘူးတဲ့အနတ္တကိုအဲ့တော့အနတ္တရဲ့သဘောလက္ခဏာကိုသေချာပိုင်းခြားစွာသိဖို့အတွက်အ ਨੇ ဆုံးနှစ်သင်္ချေနဲ့ကဘာတသိမ့်ပါရမီရှိရတယ်အဲ့ဒါတော့သိုံပဲသူများကိုမပြောနိုင်သေးဘူးသိစိတ်ကဗုဒ္ဓလိုပေါ့နော်အနတ္တကိုအတိဗေသဘောအတိဗေကိုကိုယ်တိုင်လည်းသိမယ်ထိုးထွင်းပြီးတော့သူတစ်ပါးကိုလည်းရှင်းလင်းပြသစွာဟောနိုင်မယ်ဆိုလေးသင်္ချေနဲ့ကဘာတသိမ့်ပါရမီရှိရတယ်အဲ့ဒါသမသမဗုဒ္ဓတွေပဲ အမတန်နဲ့နဲ့တဲ့အနတ္တလွယ်ကူတဲ့ကြာမဟုတ်ဘူးနော်ဒါပေမဲ့နောက်တစ်ခုကျွန်တော်တဆင့်ပြောချင်တာဒါပြင်ကြံတဲ့လူတွေမသိရတော့ဘူးလားနားမလည်နိုင်တော့ဘူးလားဆိုတော့ဒီလိုလည်းမဟုတ်ဘူးခုနကအမတန်နဲ့နဲ့တယ်ဆိုတာဘာလဲဆိုစတင်ဖော်ထုတ်သိရှိရတဲ့ပုံကိုယ်တွေနဲ့နဲ့တယ် discover တာပေါ့ဗျာ beginner ပေါ့နော်စာဆုံးတွေ့ရှိတဲ့ပုံကိုယ်တွေအမတန်ခက်ခဲတယ်ခုနပြောလို့အသင်ချင်တဲ့ပါရမီဖြစ်ရတယ်ထိုးထွင်းသိဖို့ပါကြံတဲ့ဘိုင်းကတော့ သိသွားပြီးမှတော့ပြန်ပြီးတော့ဟောပြောပြီးတော့ပြောတဲ့ခါမှကျတော့ကျန်တဲ့ပုဂ္ဂိုလ်ကလက်လက်ဝေခံဘုဇုတာပေါ့နော်အဲ့ဒီဟာလည်းကတော့ရှင်းလင်းစွာသိနိုင်တယ်ဥပမာကျွန်တော်ပြောမယ်မီးလုံးတီထွင်တာသောမတ်အက်ဒီရှင်တီထွင်တယ်အမားကြီးအများကြီးနဲ့ဂျုံရတယ်နော်သူသူဟိုအထုပ်ပတ်တီကိုပတ်ကြည့်အမားပေါင်းတောင်းနဲ့ချီပြီးတော့ဂျုံရတယ်အဲ့ဒီအချိန်မှာသူလက်လျှော့ခဲ့ရင်ကျွန်တော်တို့စီမီးခွက်နဲ့ဖျောင်းနိုင်တယ်ပဲသွားနေရလက်မလျှော့ဘဲနဲ့ရအောင်ကြိုးစားတော့အောင်မြင်တယ်စတဲ့ထုတ်ပေါ်တဲ့ပုံကိုယ်အတွက်ခက်ခဲတာပြောတာ အခုချိန်မှာမီလုံးတလုံးမပြောနဲ့မီလုံးတသိန်းပေးဆိုလဲထုတ်ပေးလို့ရလွယ်သွားပြီကွန်ပျူတာကိုစတင်တည်ထွင်တဲ့ပုဂ္ဂိုလ်ကအမှန်တန်ခက်တယ်သူ့မှာနှီးပေါင်းများစွာကြံစားရတယ်မှားရွင့်နေအများကြီးရှိတယ်ပေါ့နော်ဖြစ်ပေါ်လာတဲ့ကွန်ပျူတာကိုမျက်မမြင်နဲ့အခုသုံးလို့ရတယ်စိတ်ကန်းကအထံသမားလည်းသုံးနိုင်တယ်ခလေးလည်းသုံးနိုင်ဒီဘိုင်းကိုလွယ်တာကိုပြောပြတာပါနော်ခုနခက်တယ်ဆိုတာအဲ့ဒါကိုပြောပြတာဒါပြင်ကျွန်တော်တို့ကြည့်မယ်အနတ္တမှာလက္ခဏာ၃ခုရှိတယ်အတ္တရကထေနအနတ္တအတ္တမိကထေနအနတ္တအဝတ္တဝတ္တနထေနအနတ္တသုံးခုရှိတယ် လူရင်းပြောရင်အတ္တရကထေနအနတ္တဆိုတာသုံးခုမှာပရမတ္တကအနှစ်ကင်းပါတယ်နောက်ဒုတိယကအစိုးမရဘူးတတိယကကိုယ့်အလိုဆိုမပါဘူးဒါအလွယ်မှတ်တာကိုပြောတာပါနော်ခုနပါဠိပေါ့အနှစ်ကင်းပါအစိုးမရကိုယ့်အလိုဆိုမပါမိမိလိုတိုင်းမဖြစ်ဘူးအနတ္တရဲ့သဘောလည်းခဏဘာဖြစ်ကြည့်မယ်အတ္တရကထေနအနတ္တစကြည့်မယ်အနှစ်ကင်းပါတယ်ဆိုတာဘာကိုပြောတာလဲအနှစ်သာရလို့ပြောတာပေါ့နော်အနှစ်သာရဆိုတာသာရဆိုတာပါဠိစကားသာရရဲ့ပါဠိရဲ့ မြန်မာလူကအနှစ်ကိုပြောတာအနှစ်အသားကိုပြောတာဒါကြောင့်အနှစ်အသားလို့ဒီဟိုဟာပေါ့အနှစ်သာရလို့တွဲသုံးတယ်ဥမာဗလာနတ်တိနော်ချမ်းသာဒုက္ခအမျက်ဒေါသဒိဗ္ဗတူတူတွေတွဲသုံးသလိုအနှစ်သာရလို့တွဲသုံးတယ်သာရကလည်းအနှစ်ပဲအနှစ်ကလည်းသာရပဲပါဠိမြန်မာပေါ့နော်အဲ့ဒီအနှစ်သာရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူခင်ကသာသနာ့ဘလို့ခေါ်တာပေါ့အဲ့ဒီအချိန်မှာအညာတိဋ္ဌိယဆိုတဲ့အခြားတစ်ပါးအယူရှိတဲ့လူတွေအားလုံးရှိတယ် ဲ့ဒီပုံကိုယ်တွေကအလုံးစုလိုက်တူရာစုလိုက်ရင်အတ္တဝါဒတွေပဲအနတ္တကိုမသိဘူးဘုရားပွင့်မှာအနတ္တသိတာခုနကျွန်တော်ပါဠိလေးတစ်ခုရွတ်ပြီးပြီလေအနတ္တလက္ခဏာဝိညာဘုဒ္ဓဘာသာနပညာရဲ့လေဘုရားပွင့်ရံကာလမဟုတ်ရင်အနတ္တကိုမသိနိုင်ဘူးလို့ပြောတာအဲ့ကြောင့်အတ္တကိုနှီးမျိုးစုံနဲ့တူးနဲ့တူတူချင်းမတူမယ်နှီးမျိုးစုံနဲ့ဖော်ထုတ်နေအဲ့ဒီဖော်ထုတ်နေတဲ့လောကကြီးမှာဘုရားကပွင့်ထုတ်နေတပ်ပေဓမ္မအနတ္တလို့ပြောခသိန်းသောဟလာဓမ္မတွေအလုံးဟာအနတ္တအနစ်ကင်းပါအစိုးမရဘူးခုနပြောလို့ဘိုးလို့ဆိုမလိုက်ဘူးလို့ပြောတော့တလောကလုံးနဲ့တယောက်ဖြစ်နေတယ် အကုန်လုံးတုံလှုပ်သွားတယ်နော်အဲ့ဒီမှာသူတို့မှခံယူထားတဲ့အနှစ်သာရ၄မျိုးရှိတယ်အတ္တကိုနိစ္စသာရဒုဝသာရဒုက္ခသာရအတ္တသာရဆိုပြီးတော့အနှစ်သာ၄ခုပြောတယ်နိစ္စသာရဆိုတာသူကပျက်စီးမှုမရှိဘူးပေါ့နော်အဒီအနှစ်သာပေါ့ဒုဝသာရဆိုတာဖြည့်ဆည်းလို့မရအောင်ခံခန့်တယ်လို့ပြောတာဒုက္ခသာရဆိုတာအဲ့ဒီပျက်စီးမှုတွေဖြည့်ဆည်းခံရတဲ့ဆင်းရဲဒုက္ခတွေကနေကင်းလွတ်တဲ့ဒုက္ခလို့ပြောတာ အတ္တတာရဆိုတာခန္ဓာကိုယ်ထဲမှာအမြဲတည်နေတဲ့အတ္တရှိရတခုရှိတယ်ပေါ့နော်အဲ့ဒါဘယ်တော့မှမပြည့်စုံရုပ်ခန္ဓာသာပြည့်စုံတယ်ဘုရားရှင်မပေါ်ခင်ကယူဝါဒတွေပြောတာလူတူတယောက်သေးတယ်အဲ့ဒီကနေပြီးတော့ soul ပဲဖြစ်ဖြစ်ဝိညာဉ်ပဲဖြစ်ဖြစ်အတ္တပဲသူတို့ကတော့အတ္တခေါ်တာပေါ့ဗျာအတ္တသဘောကမပြည့်မစည်းသောအဖြစ်နောက်ဘဝထဲမှာရောက်သွားတယ်အဲ့အဲ့ဒါလိုမျိုးသွားနေတာပေါ့ဟိုသစ်ပင်တစ်ပင်မှာရှိတဲ့ငှက်ကကျန်တဲ့သစ်ပင်တစ်ပင်ကိုကူးလိုက်တယ်လို့အဲမပြည့်မစည်းပြတ်နဲ့ဒီကလူဒီအဝတ်ဟောင်းကိုစွန့်ပြီးတော့ဝတ်သစ်ဝတ်တယ်လို့ မွေးဒီအေကုံဟောင်းဝင်ဆိုပြီးအေကုံသစ်လဲတယ်လို့အတ္တဆိုတဲ့သဘောခန္ဓာကိုယ်မှာရှိတယ်လို့ယူထားတယ်အတ္တသာရအဲ့ဒါတွေကိုမြတ်စွာဘုရားရှင်ပွင့်ထုံးလာတော့မဟုတ်ဘူး correction လုပ်တယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကသဗ္ဗေသင်္ခါရအိစ္ဆာသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တလို့ပြောသဗ္ဗေအလုံးစုံသောသင်္ခါရပြည့်ပြည့်စုံမှုတရားမှန်သမျှတို့ဒီအိစ္ဆာအမြဲမရှိကြဘူးဘာကြောင့်အမြဲမရှိတယ်လဲလို့ပြောလဲဆိုအိစ္ဆံခရထေနလက္ခဏာရှိတယ်ကုံတက်ဆုံးတက်ပျက်စီးတတ်တယ်ဖြစ်တယ်ပြတ်သွားတယ်နောက်တစ်မျိုးဖြစ်တယ်ဒါအိစ္ဆာရဲ့လက္ခဏာပဲ သဗ္ဗသင်္ခါရဒုက္ခကသိန်းသောသင်္ခါရတရားတို့ဒီဒုက္ခဆင်းရဲတယ်ဘာကြောင့်လဲပိလန္တတို့နှိမ့်ဆက်တတ်ဖြစ်ချင်းပြက်ချင်းတွေနဲ့မပြတ်နှိမ့်ဆက်နေရဘယက်ထေနာကြောက်เสียကောင်းတယ်အဲ့ဒါကြီးကဘယ်သူမှဒါကိုမလိုချင်ဘူးပျက်စီးနေတာလူဒီမွေးရနုပြုံနေတာပဲလိုချင်တယ်ဘယ်သူမှမသေးချင်ဘူးအိုချင်ဘူးเนาะထားပါတော့ကျွန်နောက်သဗ္ဗဓမ္မအနတ္တကသိန်းသောဓမ္မတရားဓမ္မဆိုတဲ့နေရာမှာအကုန်ပါတယ်ကုသလဓမ္မအကုသလဓမ္မအပြံကြဓမ္မအနာဝတိသတ္တပါပေါ့အိဗံမှာပါတယ်အဲ့ဒီတရားတွေကခုနအနတ္တ နတ္တသဘောတရားတွေဖြစ်တယ်ဒါပေမဲ့နိဗ္ဗာန်ဟာအနိစ္စမရှိတဲ့အနတ္တကိုပြောတာမဟုတ်ဘူးနော်ပြဿနာပြချင်းလို့ကနိဗ္ဗာန်ဟာဒိဋ္ဌိတို့ကြံစီအပ်တဲ့အတ္တသဘောတွေမရှိတဲ့နာအတ္တအဲ့ဒါကိုအနတ္တလို့ပြောတာအတ္တကိုရှိရနာထည့်လိုက်ဆန့်ကျင်မဲ့တရားပေါ့နာအတ္တအဲ့ဒါကိုပြန်ပြောတော့အနတ္တလို့ပြောတာအဲ့ဒီသဘောတရားမရှိဘူးလို့ပြောတာနော်ဒါဟိုပထမတစ်ချက်နောက်နံပါတ်2ချက်အနှစ်ကင်းပါတာပြီးသွားပြီနော်အစိုးမရတာရယ်ကိုယ်အလိုမလိုက်တာဒီနှစ်ခုပေါင်းပြောလို့ရတယ်သဘောခက်ဆင်ဆင်ပဲဝိနည်းရရကွာပြောတာ ကိုယ့်လိုကိုမလိုက်ဘူးဟုတ်လားဟိုကိုကအဆိုးမရဘူးဒါဖြစ်ရင်ကိုဖြစ်ချင်နိုင်မဖြစ်ဘူးပေါ့ဒီနှစ်ခုပေါင်းပြောလိုက်ရင်ဒါပဲလောကမှာကိုဖြစ်ချင်နိုင်မဖြစ်ဘူးအနတ္တရဲ့သဘောကဒါဖြစ်ရင်သူရဲ့ဆန့်ကျင်ဘက်တစ်ခုထွက်လာတယ်နှစ်ခုထွက်လာတယ်ကိုဖြစ်ချင်နိုင်မဖြစ်ရင် तू ဖြစ်ချင်နိုင်ဖြစ်နေတာလားဖြစ်ချင်တယ်လို့ဖြစ်နေတာလား तू ဖြစ်ချင်နိုင်ဖြစ်နေတာတစ်ခုနောက်တစ်ခုကပါလေ तू အကြောင်းနဲ့ तू ဖြစ်နေတာလားနှစ်ခုကြိုက်ကြတစ်ခုကိုရွေးလိုက်နော်ကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးဆိုတာ तू ဖြစ်ချင်နိုင်ဖြစ်နေတာလား तू ဖြစ်ချင်တယ်လို့ဖြစ်နေတာလားဒါမှမဟုတ်ရင် သူ့အကြောင်းနဲ့သူဖြစ်နေသလားဆိုရင်သူ့အကြောင်းနဲ့သူဖြစ်တဲ့ဟာကိုပဲရွေးရမယ်သူဖြစ်စင်တယ်လို့ဖြစ်နေတယ်ဆိုတာဒါဓမ္မမဟုတ်ဘူးဓမ္မဆိုတဲ့အဓိပ္ပာယ်ကဖြစ်စင်တွေကိုကမောက်ကမမဖြစ်အောင်ဗယံမရမဖြစ်အောင်ထိန်းချုပ်ထားတာကိုဓမ္မလို့ခေါ်တယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဖြစ်စင်တယ်လို့ရှောက်ဖြစ်ရင်အတ္တမပဲအတ္တမအဝိနည်းရပဲမတရားသဖြင့်အနိုင်ကျင့်တာဓမ္မဝိနည်းရဆိုတာတရားသဖြင့်ဆုံးမတာပဲဒါကြောင့်ဒီသူဖြစ်စင်တယ်လို့ဖြစ်နေတဲ့အယူဝါဒမျိုးကန်ဆယ်တာ correction လုပ်လိုက်ရင်မှားတယ်သူ့အကြောင်းနဲ့သူဖြစ်နေတယ်ဒါကိုယူရတယ်အနတ္တ ဒုတိယနဲ့တတိယသူအကြောင်းနဲ့သူကြည့်ရအဲ့ဒါဒီတိုင်းပြောတာတဲ့ဥပမာလေးနဲ့ပြောတာပိုရှင်းမယ်နော်အချင်းချုပ်လေးပြောမယ်ဥပမာပြကျွန်တော်တို့ဒီမှာနှစ်ယောက်ရှိတယ်ဗျာဟိုတမီးကခေါင်းကိုက်တယ်ထားဥပမာပြောပြတာခေါင်းကိုက်တယ်ထားဟိုပေါ်လွင်အောင်ပြောတာခေါင်းကိုက်ရင်ဘာလုပ်လဲဆေးသွားဝက်တော့ဆေးဝက်တော့ဆေးဝက်တော့ဘာဖြစ်လဲခေါင်းကိုက်ကြောက်သွားတယ်အဲ့ဒီဖြစ်စဉ်ကိုကြည့်လိုက်ခေါင်းကိုက်ပြောက်တာဒီပုံကိုရဲ့အလိုလားဆေးရဲ့အစွမ်းလားမေးကြည့်လိုက်ရင်ဆေးရဲ့အစွမ်းမြင်ဒါနူးညံ့တယ်ပုံကိုရဲ့အစွမ်းမဟုတ်ဘူး ပုဂ္ဂိုလ်ရဲ့ဆွမ်းဆိုဝါဝဲတော့ဆရာမလို့ပျောက်စီဆိုသွားမှာပေါ့ဆေးဝဲတော့အဲ့တော့ဆေးရဲ့ဆွမ်းပေါ့ကောင်းပြီဆက်ကြည့်မယ်အဲ့ဒီဆေးတောက်တဲ့ခါမှာတပိတောက်တဲ့ခါမှာဒီတိုင်းမျိုးချတာမရဘူးရေနဲ့တောက်ရတယ်နော်ရေနဲ့ဘာကြောင့်တောက်ရလဲဆိုချောကျစွာနေရာကိုရောက်ဖို့ပြီးရင်ဗာလဲလင်းလင်းမြန်မြန်ပြန့်လွင့်ဖို့ပြီးရင်ဆေးရဲ့အာနိသင်ရရှိဖို့မြန်မြန်ရရှိဖို့ရေနဲ့တောက်ရတယ်အဲ့ဒီအလုပ်ကိုဘယ်သူလုပ်လဲဆိုဆေးအရေရလုပ်သွားတယ်ဆေးရမလုပ်နိုင်ဘူးအဲ့တော့အဲ့ဒီမှာမိမိအစွမ်းလည်းမရှိဘူးဆေးအစွမ်းလည်းမဟုတ်ဘူး ရေရဲ့အစွမ်းအတူအကြောင်းနဲ့သူတို့ကနော်ဒါပေမဲ့မိမိကဘာလုပ်လဲဆိုရင်အော်ဒီလိုမှန်တဲ့ဆေးကိုသူတို့ကမှန်တဲ့ဆေးကိုဝယ်မယ်သူသူနဲ့ခေါင်းကဲပြောက်တဲ့ဟာကိုဝင်းပိတ်ဆေးသွားဝယ်လို့မရဘူးလေမှန်တဲ့ဆေးကိုဝယ်မယ်ရေနဲ့တောက်ရမှာဟာကိုအရက်နဲ့တောက်လို့မရဘူးလေဆေးအာနိသင်ပြက်မှာပေါ့ထရေနဲ့တောက်လို့မရဘူးလေအဲ့ဒီအကြောင်းကျိုးဖြစ်စဉ်အမှန်ကိုအဲ့ဒီလူကပုံကွာဘာလို့ကလဲဝင်လိုက်ရတာအဲ့ဒီကျဝင်တော့မှသာသူ့အကြောင်းနဲ့သူဖြစ်သွားတာအနတ္တဆိုတာအဲ့ဒါကိုပြောတာဥပမာအဖြစ်ပြောတာကိုဖြစ်ခြင်းသလိုဖြစ်ဘူးဆိုတာသူဖြစ်ခြင်းသလိုဖြစ်နေတာမဟုတ်ဘူး သူ့အကြောင်းနဲ့သူဖြစ်နေတယ်ဆိုတော့အကြောင်းကျိုးစီးကွန်းလေးကိုမြင်မှအဲ့ဒါခုနဒုတိယချက်နဲ့တတိယချက်ပေါ့နော်အတ္တမြုကထေနာရဲ့ဟာအဝဟိုတာဝတ္တနာထေနာအနတ္တဆိုတော့ကိုယ်လိုဆိုမလိုက်ဘူးအဆိုးမရဘူးဆိုတဲ့ဟာကိုပေါ်တယ်နော်ဒီဟာလေးကိုသိသွားရင်အနတ္တမတန်ခက်ခဲနေနေဒါနည်းနည်းလေးတို့ပြလိုက်တဲ့ဟာလေးပဲနော်တတ်မှတ်တဲ့အချိန်တွေမှာပေါ့နော်ဒါကြောင့်အနတ္တရဲ့အကြောင်းကိုရှင်းပြပါဆိုရင်နံပါတ်1သူရဲ့ခက်ခဲပုံသိတယ်ထုတ်ပေါ်ထုတ်တဲ့ပုံကိုတွေ့ရခက်ခဲတယ်ကြံပြီးတော့ ဟိုဆက်လက်ဖြန့်ဝေပြီးတော့နားလည်ဖို့ကလည်းပဲဟိုတကြီးခံရတဲ့တမာလေးစိတ်နဲ့ဉာဏ်ပညာနဲ့နားထောင်มาရတယ်เนาะဒါသာသနာအတွင်းမှာသာသိရတဲ့အရာဖြစ်ပါတယ်လို့เนาะအကျဉ်းချုပ်ဖော်ပြပါ